့မိသားစုစီယုံဖို့ရည်ကြီးပကောကလည်းညီမကိုချစ်တတ်အောင်မမလေးကလည်းနောက်တော့ညီမောင်လေးတွေကိုကူညီတတ်အောင်အဲ့လားအရန်ရည်ကြီးဟုတ်ဒါပေမဲ့ဒါကတော့ ဘဒူဝဆာလို့မှာမိဘနဲ့ဆာလို့မိဘနဲ့ဆာလို့မိဘကလေးကိုချစ်တောင်းတော့ရတယ်အရင်ရဲ့ကြည့်တယ်နော်ဟုတ်တယ်ဆိုတော့ဘီကိုက leader တယောက်အနေနဲ့မိသားစုမှာဒါ leader တယောက်အနေနဲ့ပေါ့နော်ဆိုစီစီလုံးလုံးနဲ့ဘတော်မိမိသားသမီးတွေလည်းအများကြီးဆိုတော့လေအဲ့လိုမျိုးမှာဘယ်အရေးချင်းနေရအရေးကြီးရလို့ထင်လဲအာဒီ leader တယောက်ပေါ့မိသားစုမှာ leader တယောက်ဖြစ်ဖို့အတွက်အားလုံးစီစီလုံးနဲ့ရှိပြီးတော့ဟိုအကုန်ပျော်ပျော်ရွှင်ရွှင်နဲ့နေနိုင်ဖို့အတွက်ပေါ့ အရေးကြီးတဲ့အခါကိုသားသမီးကိုချစ်ရင်ခိုင်းမေးပါခိုင်းတာနဲ့ဟိုနေဟိုအတင်းလောက်ခိုင်းတာမဟုတ်ဘူးသင်ပေးရမယ်ကလေးတွေကကလေးတိုင်းမှားတတ်တာပဲအဲ့ဒါကိုနားလဲပေးရမယ်မိပါမယ်အဲ့ဒါမှမမားတယ်လို့မရှိဘူးလူကြီးတည်းမားတာပဲမကလေးမားတဲ့ဟာပိုခွင်းတော့ဘာလို့ခွင်းလဲသူမနားမလဲကိုမမပြောပြရင်သူတို့မနားလဲမဟုတ်ဘူးအဲ့ဒါဆိုင်မှာကိုသင်ပေးရမိပါတယ်ဟုတ်လားဒါမားလဲဒါမားလဲဒါမားလဲဒါပူတယ်ဒါအေးတယ်ဒါမဲ့ တချို့ဟာကြလားပြောရခက်တဲ့ခါကျကျသူတို့ကသူတို့ထိပါပူတဲ့ဟာပြောနေတဲ့ခါကျမှတားမရသူတောက်ကင်ကြီးပုံမပဲသူတီးတော့တယ်အဲ့လိုမျိုးလေးပေါ့အဲ့ဒါကျနံပါတ်၁ကတော့ကလေးတွေကိုစုံးမပါခိုင်းပါခိုင်းနေဆိုတော့ဒါတောက်တုံမရဒါလေးလှုပ်ပေးပါဟိုလေးတို့ပဲအဲ့ဒါအကျင့်ပါပါတယ်မိပါကြီးကပဲတစ်ချိန်လုံးလှုပ်ပေးလို့မရဘာလို့ဆိုမိပါတစ်တလုံးကလေးနဲ့မနေဘူးဟုတ်တယ်မလားကျွန်တော်တို့ဒါသူအပြစ်တင်တာမဟုတ်ကျွန်တော်မြင်နေတဲ့အတိုင်းအဝမှာအများကြီးကမိပါကအများဆုံး ဘာလုပ်တယ်ခလေးကိုအရန်ချစ်တယ်ချစ်တယ်ချစ်ရင်ခိုင်းရမယ်ဘာကိုခိုင်းမှာပြတော့လုတ်တတ်အောင်သင်ပေးရကျွန်တော်အမိုက်ပြတတ်ရမယ်ကျွန်တော်ဒီဟိုအမြင်မတော်လုတ်တတ်ရမယ်အမကြီးအရှိမမြင်တော့ကြော်သွားတာမအမိုက်မြင်နေတာပဲအမိုက်ကောက်ဝဲမိုက်ပုံးနဲ့ထိုင်လိုက်ပြီးသွားတဲ့ကိစ္စဘာလို့ကြော်သွားမလဲအဲ့ဒါတွေကိုသင်ပေးရအဲ့ဒါအဲ့ဒါတွေအရန်ကြီးကြည့်တယ်ဒါမိပါတယ်မှာဘာဘာကိုကပြောပြမှသူကသိတယ်မှာအဲ့ဒါကို၁၀ခါလောက်ပြောရင်၂ခါလောက်ဝင်တယ်ဆိုတော့ဒါ တကူရဲ့အောင်မြင်မှုပဲဟုတ်တယ် okay okay မပြောဘူးဆိုရင် तू က0ပဲလေဟုတ်တယ်0ပဲဟာအဲ့ဒါပြောပြောတော့ပြောနေရမှာပဲဒါပေမဲ့နောက်အချင်းပါသွားခါကျတော့သူကအချင်းဖြစ်သွားခါကျတော့ okay ပါလား right အဲ့ဒါအရေးကြီးတယ်အဲ့ဒါအရေးကြီးဒီတာသမီးကိုချစ်ရင်လောက်တတ်အောင်ခိုင်းရမှာခိုင်းရမယ်ဘာဖြစ်လို့လဲသူဆိုအများအားဖြင့်ပြောပါဘာမမလို့တသက်လုံးသားလို့သမီးလို့နဲ့မနေနိုင်ဘူး တရက်ဟုတ်လားတည်သွားမဲ့လူတွေကြီးပဲအဲ့ဒီဖြစ်တဲ့အခါကျရင်မိဘမရှိတဲ့အချိန်ကျရင်ကို survive ဖြစ်ဖို့ဟာအခုခေတ်ကဒါသူတို့စုဘူးတဲ့မှာစုဘူးရဲ့ပတ်စံစုပေးလိုက်တာပဲအဲ့ season လုံးနဲ့ harmony ဖြစ်ဖို့ကြတော့ပါအရေးကြီးတယ်ထင်တယ်အခုပါတရားနဲ့တရားနားလည်မှုနားလည်မှုအရေးကြီးတယ်ခါတဲ့လုံးမဝါတဲ့ခါကြတော့ positive way နဲ့ပဲကြည့် negative way နဲ့မကြည့် အဒါကမှားတတ်တာပဲဆိုတော့ပြောပေးတဲ့ဟာထဲဆိုင်ကိုယ်နဲ့ကနေနဲ့ပြောလိုက်ကနံပါတ်၁ဘယ်လိုကိုရင်စိတ်တူတယ်စိတ်တူပြီးဘယ်လိုပါဖြစ်လဲကိုယ်ပန်းအရင်ပူသွားတယ်ဟုတ်ပါဘူးသူများပူလာမပူပါအရင်ကကိုယ်အရင်တော့ပူသွားတယ်အဲ့ဒါဘာလို့မှာဆိုတော့အရာရာတိုင်းကိုအများဆုံး positive ဖွင့်နေတယ်ဒီလူကမကောင်းဘူးဆိုရင်ဒီနေရာမှာဒီလောက်နဲ့ကြည့်ရပြဒါဒီလူကဒီလောက်နဲ့ပဲတန်းတယ် နောက်ဆုံးလာဒါသူများတွေပြောကိုသားသမီးကြတော့မဟုတ်ဘူးကိုနည်းနည်းတော့ပို့ပြောတာအင်းဒါကတည်းကကောင်းမှလာတဲ့ဆီကလေးတိုင်းမှာသူ့ရဲ့ personality မတူကြဘူး right တောင်းနေတောင်းသူဒီကလေးကိုဘယ်လိုကင်တော်မလဲဆိုတဲ့ခါသူ့ရဲ့အချင်းအနေထားအင်းအဲ့ဒါဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာမိဘကပြန်လေ့လာတာပေါ့နော်ရန်ရည်ကြီးတယ်ဆိုတော့တအားစီမှာကျွန်တော်မိဘတွေတိတ်မလေလာဘူးဗျဒီတိုင်းပဲအားလုံးကတူတူပဲလို့ထင်နေတဲ့သဘောတော့ရှိရတယ်ထင်တယ်မတူ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 ခလေးခလေး၅ရောက်မှာခလေး၅ရောက်ရခရကြမတူဘူး တကယ်လို့မတူတာအစားတော့ပြောရှင်ဖြစ်ရင်ဘယ်လိုမဖြစ်အောင်လို့ကပြောရမယ်ဖြစ်ခဲ့တော့မှားတဲ့လူကတောင်းမတာတောင်းမတာမလားတော့ပြန်တောင်းမတောင်းမတဲ့ခါလာတောင်းမရင်ခွန်းလို့ပေးတာဒီဘက်ကလည်းခွန်းလို့ပေးရအောင်အဲ့ဒါဟိုခဲမချေမဟုတ်လားမိသားစုလေသွေးတူနေတဲ့ကိစ္စအဲ့ဒါမှအဲ့ဒါကိုဘာလို့ခဲမချေဖြစ်ရမလဲအဲ့ဒါအဲ့ဒါလည်းအရင်ကြီးကြည့်တာလာတောင်းမရင်ခွန်းလို့ အခုဟိုသားသမီးတွေကဟိုဟာသူ့အရင်သူဖြစ်သွားကြဆိုတယောက်နဲ့တယောက်ရဲ့တယောက်နဲ့တယောက် relationship တွေကဘယ်လိုလဲအားရလား very close လို့ရတယ်အရင်ကတည်းကသူတို့ timing ရတယ်အကုန်လုံးသူတို့ professional သူတို့တွားကြတယ်ဒါပေမဲ့ခါရကြရင်ဟိုကပြန်လာခိုင်းတယ်အိမ်မှာ get together လုပ်လုပ်ပေးတယ်ဗျာသမီးစားဝိုင်းနေလာတော့ပြန်လုပ်တယ် ဘယ်နဲ့ဟိုဘေးချင်းနေဆိုရင် gather လောက်ကြအများဆုံးကျတော့ Thanksgiving နေပေါ့ Thanksgiving ပြန်လာတယ်ပြန်လာပြီဒီနေ့တစ်ခါတစ်ခါတည်းကျတော့ဒါတော့တို့ကဒီနေ့ရှင်းစင်နှစ်ခါတော့ပြန်တယ်အခုလက်ရှိကတော့အကုန်လုံးကတော့ Philadelphia မှာဒါတရောက်ပဲအဲ့ဒီ Colorado မှာပေါ့သူကတော့အလောက်ကျအဲ့ဘက်မှာဝင်တဲ့အဲ့မှာတော့ပြီးတော့သုံးလာသူအလုံးဟိုတနေ့ကဘယ်နှခါလောက်ဆုံးပြည့်လဲအိုးအရဆုံးနေတာတော့တနေ့ကအနည်းဆုံးနှစ်ချိန်တော့ဆုံးနေတယ်ဒါပေမဲ့တချို့ခါကျတော့အဆင်မပြေတဲ့ခါကျတော့ဟို ဟိုတပွဲလောက်နဲ့ပဲဆုံးဖြစ်တာလည်းရှိတယ်အများဆုံးကတော့ time skin ပြရတော့အများဆုံးမိသားစုကက်တူကက်တာလည်းလုပ်ဖို့များ one is ya တကူကဟိုဟာ America America မှာပေါ့နော်အာဗမေကမဖြစ်ဗမာမဖြစ်ပါပဲဒါတို့အမေရိကမှာအထူးဆုံးအထူးတစ်ဖြစ်ပေါ့ဘာလို့လဲ life က build လို့ ਆ struggle လို့ ਆ ရောနော် struggle လို့ရတဲ့အချိန်မှာကိုကမိဘတွေကတော့အသက်ကြီးသွားတယ်ဒါကိုကိုကသတိမထားမိဘူးကိုတော့ကို struggle နဲ့ကို struggle လုပ်နေရတဲ့အချိန်မှာ ကိုလဲ settling down ဖြစ်သွားတဲ့အချိန်မိဘတွေအရန်တက်ကြီးသွားပြီအဲ့ချိန်ကျတော့ကိုကလည်းကိုပတ်စံနေပါရရှိသွားပြီကိုကမိဘတွေကို take care လုပ်တော့မယ်ဆိုတဲ့အချိန်မှာမိဘတွေကမရှိတော့ဘူးဆိုတော့အဲ့ဒါလေအင်မတန်ဝမ်းနေဖို့ကောင်းတယ်ဆိုတော့အဲ့ဒါလေးကိုသတိထားစေချင်တယ်ပေါ့နော်တကယ်ပတ်စံရှာနေ struggle လူတိုင်း struggle လုပ်ရတာဗျာဒါပေမဲ့မိဘတွေအသက်ကတဖြည်းဖြည်းနဲ့ကြီးသွားဖို့ပဲရှိတယ် အဲ့တော့ဟိုဟိုပတ်စံရှာတော့အမေတက်တလုံးရှာမှာပဲဆိုတော့အဲ့အဲ့ဒါလေးတော့သတိထားမိအဲ့တော့ baby set ပေါ့အဲ့ဒါလေးလေသတိထားမိဆိုတော့သိရမလားဟိုဟိုမိသားစုရယ်လို့ဖြစ်လာပြီဆိုရင်တနစ်ကိုတစ်ခါပဲကြုံရတာဆိုတော့ဒါတော့အမှန်တိုင်းပြောရင်ဒီရဲ့ society ကအဲ့လိုကြီးဖြစ်သွားတာကြီးอ่ะသားတို့ဟိုမဟုတ်လို့အရင်ခိုးရင်ခေကုံကသားတို့မြန်မာနိုင်ငံအခုတော့မြန်မာနိုင်ငံမှာဆိုရင်တော့လက်ရှိ အကုန်လုံးတူနေကြတယ်ဒါလေးသူရကောင်းတဲ့ချက်ရှိရဆိုးတဲ့ချက်လည်းရှိပါတယ်ဒါပေမဲ့ at least တော့ဟိုအားလုံးအတူတူရှိနေတဲ့အနေအထားမျိုးတော့ရှိတယ်ပေါ့နော်နော်နိုင်ငံလေးတကယ်တမ်းဆီအမေရိကရတကယ်တမ်းနိုင်ငံကကြီးတယ်နော်ဒီပေါင်းထားလို့ဖြစ်နေတာနော်နော်ဘယ်လိုမလဲဆိုတော့ဒီရဲ့အမေရိကရဲ့ဘယ်လိုမလဲ side effect ပေါ့နော်အားရရအတားသမီးနဲ့မိဘရင်းနဲ့ကဟို relationship ကဒီဘက်မှာ ဘာပြောမလဲတားမြင်တဲ့လောက်တော့မြန်မာနိုင်ငံနဲ့ရှင်တော့မြန်မာနိုင်ငံသားသမီးတွေကြားတဲ့လောက် close ဆိုမဖြစ်ဘူးပေါ့နော် expectation တွေဘာတွေဘယ်လိုမျိုးထားတာလဲအမှန်အသက်ကြီးလာတဲ့အချိန်ကျရင်ဘာလို့ဆိုတော့ဦးစိုးတော့ဒီမှာနေတဲ့နိုင်ငံသားပါနေတာကြာသွားတဲ့ခါကျတော့ဘာကိုစဉ်းစားရတော့ကိုကဒီကလေးတွေမွေးထားတဲ့ခါကျတော့သူတို့ professional နဲ့သူတို့ကြွားကြတယ်အဲ့ဒါကိုစွန့်လွတ်နိုင်ဖို့စိတ်ကမွေးတာ မလို့မလို့ဘာလို့တော့ကိုမရာဘေးနာမှာနေစေချင်တာဒါပေမဲ့ဒီအမေရိကန်ရဲ့အနေထားရဘလုံးမှမဖြစ်နိုင်ဘူးအရန်နေတယ်အရန်နေတယ်မိပါနဲ့အတူတူနေတဲ့ဟာတော့အရန်နေကြတယ်မြန်မာမိပါနဲ့နေလူစုလူဖြစ်နေတယ်အဲနေတဲ့ပြန်တော့အလုတ်အကင်တော့တချို့ကပထမတော့တို့တို့တို့ဘာအလုတ်လုတ်တယ်လဲအဲလုတ်လုတ်တဲ့နေရာကဘယ်စတိတ်မှာများတယ်များတယ်အခုပြောတော့ကိုယ်ဆိုကိုယ်ကဒီ satellite နဲ့ပတ်သက်တဲ့အလုပ်တော့ကိုလုံး west coast မှာများကြတယ်ကွန်ပျူတာနဲ့များတယ်ကိုလုံးကဒါသူကအဲဒီပညာရေးနဲ့ ပတ်သက်တာကြာရင်အဲ့နေအောင်တော့ရတယ်ဆိုတော့အရေးကြီးတာကမိဘနဲ့ယောက်ကငါအသက်ကြီးလာရင်သားသမီးကိုအာကိုလို့မရအာမကိုတာမဟုတ်ဘူးကိုလို့မရဘူးဆိုတဲ့တတ်တိမွေးထားဖို့အရန်အရေးကြီးတယ်လေကောင်တခါဆုံးခဲ့တာဆုံးခဲ့တာအဲ့တော့ငါတို့ယက်တီရယက်တီရအဲ့လိုသူတို့ကလည်းဘာဖြစ်လဲဆိုသူမိသားစုကသူတို့ဖြစ်လာအရန်ဝေးတဲ့ခါကျတော့တယောက်နဲ့တမဆင်ကတမပြဿနာရှိမိသားစုဖြစ်လာတယ်မိမပါလာမယ်ကလေးတွေနဲ့ပါလာတယ် သူတို့ဇေယဇေယဇေယလည်းကုန်လာတယ်လာတွေ့တဲ့ခါတော့ဒါကြောင့်မလို့ဒါမဲ့အခုကတခုကကန်ကောင်းလာတာအခုလက်ရှိက technology တွေရှိတဲ့အတွက် face sign နဲ့လုံနိုင်တယ်နေ့တိုင်းစကားပြောတယ်အဲ့ဒါကကဘာကြီးကျင်းသွားတယ်လို့ပြောရမှာပေါ့လူတာမတွေ့ပေမဲ့နေ့တိုင်း video call တွေရှိတယ်ဖုန်းပြောတာတွေရှိတယ်နေ့တိုင်းခလေးနဲ့စကားပြောတော့ဘူးဆိုတော့နေ့တိုင်းပြောတယ်အဲ့တော့အသက်ကြီးလာရင်ဘယ်လိုမျိုးကုသိုလ်ကုသိုလ်60 60ကျော်အဲ60ကျော်ဟိုနော် တက်ဒီရက်ပို့ပြီးတော့80လောက်ပါညာကျရင်ကိုဘလိုမျိုးနေမယ်လဲစိတ်ကူးရှိဒီတိုင်းပဲပိုးပေါင်းကိုနေနိုင်အောင်ကြိုးစားရမယ်နားလေပေးရမယ်တာသမီတွေဟာငါတာသမီငါတို့မွေးတာငါတို့လာမရှိသေးအဲ့ဒါကိုဟိုကထုတ်ကိုထုတ်တာဘာဖြစ်လို့ဆိုတော့သူအလုံးနဲ့သူသူမိသားစုနဲ့သူဖြစ်သွားတယ်အဲ့လိုရှင်းရမယ်ဒါပေမဲ့အခုပြောတော့ technology ကောင်းနေတဲ့အတွက် contact ကတော့ရှိနေတယ်ဆိုတော့ဒါက plus ပေါ့ yeah ဆိုတော့ဟို တော့ဒီ society ကိုဘယ်လိုမျိုးမြင်လဲဥမာအာဒီဘမဘော society ကဘယ်လိုမျိုး capitalism အရင်ဖြစ်နေတော့ capitalism ဖြစ်နေတဲ့အချိန်ကျတော့ပတ်စံနောက်ကိုပဲလူတွေကလိုက်ကြပြီးချင်းယူနေတဲ့အချိန်တွေကုံသွားပြီးတော့နောက်ဆုံးလူနဲ့လူနဲ့ကြားမှာအဲသာသမီနဲ့မိဘကြားမှာတော့မှရင်းနှီးမှုမရဘဲနဲ့တရားနဲ့တရားဝေးကွာသွားတဲ့အချိန်တွေယူဘယ်လိုမြင်လဲ။စပါးကြီးကိုဘယ်လိုမြင်လဲ။ Very sad အဲ့ဒါကြတော့ဒါတော့ဘာလို့ဆိုတော့ ဟိုဦးလို့ရဲ့အာရှသားနေတာတာသမီးနေဟိုဟိုအိမ်မှာတအိမ်ထဲမှာပဲနေစေချင်တယ်ဒါမှဒီ society မှာမရှိဘူးအမေရိကန်ရဲ့ society မှာမရှိတလောက်ကိုဖြစ်နေတယ်အကုန်လုံးကအခုပြောလို့ပေါ့ကိုလို့ကိုပတ်စံရှာမှုနဲ့ပဲပတ်သွားတယ်ဒါပေမဲ့ကိုကတော့ကလေးတွေတော့ပုံထားစတယ်အလုတ်သွားရှာရင်တော့မှအိမ်နဲ့နီးတဲ့နေရာမှာပဲရှာပါလို့တော့ပြောထားတယ်။ကလေးတွေကလည်းသူတို့စူးစမ်းပါလား။ဒါလည်းသူတို့ကောင်းတယ်။ဘလက်ရှိကလေးတွေမှာတော့ ိနေနေနေပဲသွားလဲအလုံးလုံးသွားရနိုင်ဝက်မိနစ်20လောက်ဝေးတဲ့နေရာလောက်ပဲဆိုမဆိုးလောက်ဘူးပေါ့အဲ့တော့ခုပြောတာဝေးသွားတဲ့သားကိုလည်းပြောတယ်ဒီရဲ့အလုပ်ဒီဘက်မှာရရင်ပြန်ပြောင်းလာမယ်သားကလည်းပြောတယ်โอเคတဲ့ရဲ့သူစင်ပြေတဲ့ခါကျရင်ဒီဘက်အင်ပင်နဲ့နေတဲ့နေရာပြန်ပြောင်းလာတယ်ပေါ့ဆိုဒါပေမဲ့ကိုမောင်ကိုနေတတ်အောင်သိချင်တာ no expect အဲ့တော့သားတင်တာတော့မိဘနဲ့သားသမီးကြားမှလည်းမဟုတ်ဘူးသားတို့ဒီ partnering relationship တွေကြားမှလည်းကြားမှလည်း ကိုကသူလူတယောက်ကိုအရင် expect လုပ်ထားတယ်သူရှိမှဖြစ်မယ်ဆိုတဲ့အားမျိုးဆိုရင်ကိုကစိတ်မချမ်းသာဘူးဟောတော့အမြင်ဆုံးအမြင်ဆုံးကိုပူနေတာကိုကိုကနေကိုနေတဲ့အောင်စူးစမ်းရမယ်ထင်တာပဲနော်ဟုတ်တယ်ဟုတ်တယ်အရင်ရဲ့ကြည့်တယ်ကိုကကိုနေတဲ့အောင်ရဲ့ကြည့်ကိုကကိုနေတဲ့မှာတခြားလူရှိရင်လည်းကိုကနေတဲ့မှာအဲဒါကြောင့်တချို့ဘုဒ္ဓတခါကျတယ်ဒီဘိုးကြီးပြောလိုက်တာ တယောက်ထဲနေတောင်းလေ့ကျင့်မှာတယောက်ထဲအော်အခုမှတက်ကြီးလာတော့မှကိုကတိလာဘာလဲဆိုတဲ့ဟာအရင်တော့မသိဘူးပါတိပဲမှမသိသေးကိုယ်ကမှတယောက်ထဲနေတောင်းသေးချင်းပါဆိုတော့အော်အဲ့တော့တရပြောလို့မရအောင်မိမဆိုလည်းဟုတ်လားဟုတ်တယ်မရှိဖြစ်သွားနိုင်တယ်ယောက်ျားဆိုလည်းဟိုဘောရဲသွားနိုင်တယ်ရှိတယ်တေဝရလည်းရှိတယ်ခါကျတယောက်ထဲနေတောင်းအဲ့ဒါကိုအပူထဲကနေလေ့ချင်းပို့အရန်ကြီးချင်းဦးလို့ဆိုကလေးတွေအခုပြောတာဒါသာတခုကြုံတော့တာပြောတာဦးပါလို့ဆိုရင် တဲဝိုင်းကလေးတွေအလုတ်ရှုပ်တယ်အခုတည်းကဘာလုပ်ထားလဲလှူထားတယ်ဘာမှမရှိဘူးတကူကူဖြစ်ရင်သူတို့လာယူပါပဲသူတို့ research လုပ်လို့ရတယ်တကူလူလုတ်ပေးထားတယ်အဲ့လေလူထားတကောလုံးလူထားတာအကောင်းနဲ့လေအဲ့ဒါဟုတ်တယ်မပန်းလို့ပါတယ်ကျန်တဲ့လူမိသားစုကြီးဟိုနေစိတ်ညစ်ခါပြီးပတ်စံကုန်ကမ်းလို့အဲ့ဒါကြီးကိုကြည့်ပြီးငိုနေတယ်လို့ဒါမှမဟုတ်ဘယ်နှမကွာဘာမှမကြောက်ဘူးကွာရင်ဆိုင်ရဲတယ်ကလေးတွေလည်းသူတို့ကလည်းဘာလို့ဟို စိတ်ပူဖို့မလို့သူတို့ professional သူတို့နေနိုင်တဲ့ဟာသူတို့စူးစမ်းပေးထားတယ်သူတို့လည်းစူးစမ်းတယ်သူတို့အောင်အောင်မြင်မြင်နဲ့ဘဝအတွက်သူတို့အဆင်ပြေတယ်အဲ့အတွက်ကိုကနည်းနည်းစိတ်ချလက်ချဘာပဲလုပ်လို့ဘယ်ပဲဖြစ်ဖြစ်ပွားတယ်မရှိတော့လဲသူတို့အတွက်စိတ်ပူဖို့မလို့ပေါ့ဆိုတော့အခုသားသမီးတွေကိုဟိုသူတို့အကင်းကြီးကြားနိုင်မယ်ဆိုရင်ဘာလေးပြောခြင်းလဲပေါ့ ကြားနိုင်တယ်ဆိုရင်တော့မိဘနဲ့နင်းနီးနန်းနန်းနေတာတော့ကောင်းကြတာပဲဒါပေမဲ့မရတဲ့ခါကြတဲ့ခါကြတော့လေကြိုးစားဘာလို့လို့ကြိုးစားကိုဘဝတူတဲအောင်လေလူကောင်းဖြစ်အောင်လေအဲ့ဒါအရေးကြီးဆုံးပဲဟုတ်လားကိုချင်းစာစိတ်ရှိဖို့အရေးကြီးတယ်အရင်အရေးကြီးတာကိုချင်းစာစိတ်လူတဲ့အကူကျင်းစားတဲ့မရှိရင်ဘာလို့လုံးမရဘူး။ဒါမှမင်းပြောပါကိုရင်းစားလေးမရှိရ ာမှမတူဘူးလို့ပြောမှာဘလောက်ပဲတော်တော်ဘလောက်ပဲပတ်စံရှိရှိနော်ဘလောက်ပဲချောချောဘာမှလုံးလို့မရဘူးဟုတ်ဟောအချိန်တိုင်းဒါတွေကတော့ထားခဲ့ရမှာပဲဟောအများရန်ပြောတော့ respect လူကြီးလူကြီးတို့ဆက်ဆံလူငယ်နဲ့လူငယ်တို့ဆက်ဆံဘာဘရောမသူများဟောသူများအောက်ချိုတာမှဖြစ်ပါဘူးသူအောက်ချိုတာဘောကလို profile နေအဲ့ဒါအကောင်းဆုံးပဲအဲလူတွေကကောင်းလို့မျက်စိပါတယ်ဒီလူကောင်းလားမကောင်းလားကိုယ်ကြည့်တတ်တာပဲအဲ့တော့က ပြောဖို့မလို့ငါဘာလုပ်တယ်ပြောဖို့မလို့ကိုလုပ်ရပုံမှာသူများမြင်တဲ့ဟာချီးကျူးတာအရေးကြီးတယ်ကိုသားသမီးကိုတော်တယ်မပြောနဲ့သူများချူးချူးတဲ့အချိန်မှာအာသူသားနဲ့တော်ဝါ this is really good yeah yeah my အာငါသားသမီးတော်လို့ဒါကကိုဝါချစ်နေတဲ့ဟာじゃကိုဝါ positive ဒီတားကို positive နဲ့ဒါမဲ့သူများမြင်ခြင်းမှမြင်တယ်ဒါမဲ့အဲ့ကလေးကတော်တယ်ဆိုသူများကပြောလာတဲ့ဟာအဲ့ဒါအရေးကြီးတယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါအကောင်ဆုံးဆို ာတာတငယ်ချင်းလည်းပြောပါတယ်ဟိုကိုကိုကိုဘယ်တော့မှမချီးကျူးနဲ့လားဘယ်တော့မှကိုကိုမချီးကျူးတခြားလူတွေကသူတို့ကြာရင်သူတို့ချီးကျူးလိုက်မယ်အာအဲ့လိုမျိုးဖြစ်အောင်လဲကိုကကြိုးစားရမယ်လောက်ပါမယ်အဲသူကလည်း automatically ကိုကချီကျူးခံနေလို့မဟုတ်ဘူးကိုကကိုလုံနေနေသူကသူတို့ကြိုက်လို့သူတို့ချီကျူးတာပဲဖြစ်ရမယ်မမကန်ကန်ကိုလောက်ပါကိုကတို့သူကလို့အဆင်ပြေလာလဲသူကသူပဲဖြစ်ပါဝင်ချင်ကချီနေတယ်ပဝင်ချင်ဆိုတာပဝင်ချင်ခံစားလို့ရတယ် ဘာလို့မျက်လုံးရှိတယ်နှလုံးရှိတယ်ဟဲ့တယ်မလားအဲ့ဒါနှလုံးမျက်လုံးမရှိနှလုံးမရှိတဲ့သူကဒါတူကသူမှကိုကျင်းစာစင်မရှိတော့သူတို့မှာလည်းဒါဒီသူတို့ပြည်စီဟိုမှာလည်းဒါအမတ်တရားလေးပေါ့နော်အမတ်တရားလေးဖြစ်တယ်အားလုံးလည်းကြည့်ရင်လည်းဒါတွေ့ကြုံလေးပေါ့နော်ဘယ်လို message လေးတွေလည်းရပြီးတော့ကိုပေါ်ကမှာဒါဖြစ်အကျိုးရှိရဆိုတော့ကျွန်တော်ဝမ်းသာပါတယ် ားလုံးကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဦးကျော်ကျေးဇူးတင်ပါတယ်အစားအစာရရနော်ဖီလိုဆိုဖီယာရဲ့အဲတကြီးအကောင်းလိုက်ပြီးတော့လုပ်ပြရထွက်လေတကြီးကိုဟိုနဲ့လိုက်ထမ်းပေးတယ်အာနောက်တစ်ပိုင်းမှာကျွန်တော်ဦးကျော်တို့တွန်လိုင်းလေးနဲ့ကြော်ကာလာတွင်မှာဒီမြန်မာဖွားတရုတ်လူမျိုးတွေနှစ်ယောက်ပေါ့နော်အဲနေရောက်မကပါဘူးဒါပေမဲ့ဒီနေရောက်ကတော့အတိအကပါเนาะအာအန်ကေဦးထွန်းဝင်နဲ့အန်ကေဦးကျော် နှစ်ယောက်ဘာတွေလှူရှားခဲ့လဲဘာတွေလှူရှားနေလဲဆိုတဲ့ဟာဒုတိယပိုင်းမှာကျွန်တော်တို့ interview အာလောက်တော့မဖြစ်ပါဘူးအဲ့တော့စောင့်ပြီးတော့ကြည့်ရှုပြပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်